တနက်ပင်ရွာကနေပြန်လာကြတဲ့မောင်ဖိုးထင်တို့ရဲ့လှဲလေးဟာတထေကုန်းရွာဝင်ကိုရောက်လာပြီးဖြစ်ပါတယ်။နာမည်ကတထေကုန်းဖြစ်ပြီးတော့ရွာဝင်မှာတော့တထေဖြစ်ဟန်မတူတဲ့အင်္ဂလိပ်တွေကိုစတင်တွေ့လာရတယ်။အင်္ဂလိပ်ရဲ့ရှေ့မှာတော့အင်ဘက်တွေခိုးပြီးစုထားတာကြောင့်မောင်ဖိုးတင်တို့တွေအံ့ဩနေကြတယ်။အင်ကြီးအင်ကောင်းတွေကမရှိဘူးမဟုတ်ရှိတယ်။တထေကြီးမဟုတ်ဘဲနဲ့အင်ကောက်လေးတွေသာများနေတယ်။ဒီမှာလည်းမောင်ဖိုးတင်ကလှဲမောင်းနေတဲ့တာရကိုကိုသားရ ဟိုလူကြီးရဲ့အိမ်ကိုတခါတည်းရှာလို့ကမသိမို့ထင်နေ။ပြီးကမသိတော့ဘူး။ရွာရဲ့ချင်းတွေကလည်းတိမာဖြစ်မှာ။အင်းလေကျိုးတို့ကလူစိမ့်နေဆိုတော့လေတဲခုဘောကခမဲ။ရွာဝင်မှလည်းဇရက်မတွေ့ဘူး။နောက်ဆုံးကြံရမရရင်တော့အိမ်တဲ့အိမ်ကိုတဲဖို့အတွက်ကိုကြီးတောင်းကြည့်ရမှာပဲ။ခဲကိုပြေးပြေးမောင်းပြီးတော့ရွာလန်းအတိုင်းစကားတပြိုပြောနဲ့တောင်းနေတော့မှာပဲ။သူတို့ရဲ့မျက်နှာချင်းဆိုင်ကလူတစုဟာဆောင်းပခတ်နဲ့လူတစ်ယောက်ကိုထည့်ပြီးတော့ထမ်းလာတာကြောင့်လဲကိုဘေးကိုကပ်ပစ်လိုက်တယ်။ ဆောင်ပခတ်တဲကလူဟာပိုးထိထားဟန်ရှိပြီးတော့အစိတ်တက်နေတဲ့ပုံလေပေါ်တယ်။ငွေအစိတ်ဟာချိန်မီမဖြစ်ကအသက်သေဆုံးနိုင်တယ်။အခုလူနာကိုကြိုက်တဲ့မွေဟာရိုးရိုးမွေဖြစ်ဖို့တော့မရှိဘူး။အစိတ်ကိုလိုတလိုထိန်းချုပ်ထားဟန်ရှိပြီးတော့အခုနေထားကအသေးတိုက်ထားတဲ့ပုံစံ။မောင်ဘိုးတင်ဟာဒီလူရဲ့အခြေအနေကိုသိနေပေမဲ့မျက်နှာလွှဲလို့မဖြစ်နိုင်ဘူး။ဒါကြောင့်ဆောင်ပခတ်ထားတဲ့လူကိုစပြီးတော့စကားပြောလိုက်ပါတယ်။ဦးလေးတို့ခမရတို့လူနာကရွာပြင်ရောက်တာနဲ့အသက်ပြောက်နေမယ် မွေကခေါင်းပြက်ပြီးတော့လေမင်းကိုခုန်ကိုက်တာမလားဘေးမင်းကဘလို့တိတာလဲကွမင်းတို့ကဒီဝါကမဟုတ်ဘူးအဲ့ဒါတွေနောက်မှပြောပြဒီလူကိုကျွန်တော်ကိုပေးလို့ရမလားဟာဆရာကြီးပေါ့ဆာတော်မှဒီကောင်ကိုလက်လျှော့ထားတာမင်းကဟုတ်ပါမလားကိုမောင်လေးတင်းစော်ရဲ့ခြေနေကကောင်းလာမဲ့ပုံတော့မပေါ်ဘူးဗျပို့ဆိုးဖို့ပဲရှိတာဒီတော့ဗျာဒီကောင်လေးပို့ထီတဲ့ကြောင်ပြောတာမှန်းနေတယ်ကောက်ရိုးတက်မြင်ဖြစ်ဖြစ်ဆွဲတဲ့ရင်တော့ဆွဲရမှာပဲ ေးကွာမင်းတဘောပဲအေးဗျာကဲငါတို့မင်းကုတိုင်ကုပေးစမှာကွာဒီစကားကြောင့်မဖိုးတင်ဟာလူနာကိုတိုင်လာတဲ့သူတွေနဲ့ခွင့်ပြုပြီးတော့ပေတူးနဲ့တူတူလက်ဘော်ကဆင်းနေပြီးတော့ဆောင်းပကတရဲ့လူရဲ့နားကိုသွားတယ်အဲ့နောက်လက်ဘင်းမှာရှိတဲ့မွေးကြိုက်ခံထားတဲ့နေရာကိုလက်နဲ့အုပ်ကဥုံသိမ်ပေးထားတဲ့အောင်လန်းအစိတ်ထုတ်မန်တန်ကိုရွတ်ဖတ်တယ်အဲ့နောက်လူနာအင်းကြီးကိုချုပ်ခိုင်းပြီးလမ်းပေါ်မှာပက်လက်နေထားနဲ့ထားခိုင်းတယ်ဒီခါမှာလူနာခန္ဓာကိုယ်ကနေသွေးကြောတွေဟာမဲနေလာပြီးတော့လှုပ်ရှားလာတယ် ိုင်နောက်သွေးကြောတွေကမွေးကရခံထားတဲ့အဆွဲပေါက်ရတွေကိုတက်လာတယ်။ဒေးကကြီးတဲ့သူတွေလည်းအံ့ဩနေပြီးမောင်ဘိုးနဲ့ဟာတမြောင်ကိုဖိုးတိစီကတောင်းပြီးတော့ဓာတ်ဦးနဲ့မွေးကြိုက်ထားတဲ့နေရာကိုအနေငယ်ထိုးပေါက်ပေးလိုက်ရ။ဒီကမှသွေးမဲမဲတွေကဒီနေရာကထွက်လာတယ်။ထွက်လာတဲ့သွေးမဲတွေကိုအင်းကြီးတထဲနဲ့တုပ်ပေးပြီးတဲ့နောက်မောင်ဘိုးနဲ့ဟာပေတူးနဲ့သားအေးကိုကြုံမနိုင်ရွက်ကိုခုခိုင်းပြီးတော့သူ့ဖောက်ထားတဲ့လေပင်ကတန်ရာကိုအဲ့ဒီရွက်တွေကိုခြေပြီးတော့တိတ်ပြီးတယ်။လူနာကိုအင်းကြီးပြန်ဝင်ပေးပြီးတော့အကြခင်ချိန်မှာပဲ မေးမျောနေတဲ့လူနာဟာသတိရပြီးတော့ငုတ်တုတ်ထားထိုင်တာကိုတွေ့ရတယ်။ငါငါတက်တာသွားပြီကွာ။ငါမသေးတော့ဘူး။အေးဟုတ်တယ်ကွာ။ဒီဆရာလေးကမင်းကိုကုပစ်လိုက်တာတိတ်စော်။ဗျာဒီကောင်လေးကလား။ဟုတ်တယ်လေကွာ။မင်းကိုဆရာကြီးပေါက်ဆက်ကတော့မှလက်လျှော့လိုက်တာ။ဒီကဆရာလေးနဲ့တွေ့ပြီးတော့မင်းကိုကုပစ်တာကွာ။ဒီစကားကြားတဲ့ခါမှာတိတ်စော်လို့အမိရတဲ့လူနာဟာမောင်ဘိုးထင်ကိုလက်အုပ်ချပြီးတော့ကတော့တာကြောင့်မောင်ဘိုးထင်ကတားဆီးလိုက်တယ်။ တထေကုန်းရွာသားကိုသိန်းစောဟာသူ့ရဲ့အသက်ကိုကယ်တင်ပေးတဲ့မောင်ဖိုးတင်တို့ကိုအိမ်ကိုခေါ်သွားခဲ့ပါတယ်။သိန်းစောဟာရွာမှာတခေါင်ကျွတ်ဖြစ်ပြီးတော့သူဟာမဟုတ်မခံစိတ်ရှိကအပေါင်းအသင်းတွေနဲ့တိတ်မြက်စွာပေါင်းသင်းတတ်သူလည်းဖြစ်တယ်။သူကလူငယ်လေးနဲ့အစဉ်ပြေးတဲ့ဖြစ်ပေမဲ့လူကြီးတွေနဲ့တော့မတိတ်မြက်ဘူး။အเจ้าကသိန်းစောကိုလူတွင်ကျဲလုတ်တယ်လို့ထင်ကျင်းကြောင်ဖြစ်ပါတယ်။အမှန်စစ်သိန်းစောဟာလူတွင်ကျဲလုတ်ချင်တော့မဟုတ်ဘူး။မတရားရင်မတရားဘူးလို့မဟုတ်မခံစိတ်နဲ့ဝင်ပြောတာကြောင့်နေရာတကာပါတယ်လူကြီးဆိုရင် လူကြီးမှမသိဘူး။ ဂါရဝတရားမရှိဘူးစသဖြင့်ရွာထဲမှာရှိတဲ့ရှေးရိုးဆွဲလူကြီးတွေရဲ့မျက်မုံကြိုးခြင်းမှတ်ချက်ပေးခြင်းကိုခံရသူတယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့သူနဲ့ရွယ်တူအမြင်ကျတဲ့သူတွေကတော့တိန်းစော်ကိုသဘောကျကြတယ်။အခုသူ့ကိုဆောင်းမခန့်နဲ့လိုက်ပို့သူတွေကတော့တိန်းစော်ရဲ့တငယ်ချင်းအရင်နေပဲဖြစ်ပြီးမောင်ဘိုးတင်တို့ဟာတိန်းစော်ရဲ့နေအိမ်မှာတဲခေါ်ဝင်ရတာကြောင့်ကျေးဇူးတင်နေမိတယ်။အဲနောက်တိန်းစော်နဲ့သူ့ရဲ့အပေါင်းအသင်းတွေဟာမောင်ဘိုးတင်တို့ကိုထမင်းစားတော့ဖို့အတွက်ပြင်ဆင်ပေးတယ်။သဘောကောင်းတဲ့လူငယ်တွေက တို့ရဲ့အိမ်ကချက်တဲ့ဟင်းတွေကိုယူလာပြီးတော့အဲ့ခံကြတာကြောင့်အတောက်ကိုဟင်းမျိုးနဲ့ဆုံးလာပါတယ်။အဲ့တော့ထမင်းစားပြီးတဲ့အခါမှာတော့တိန်းဆောင်ရဲ့အိမ်ရှိကိုပြစ်မှာဝိုင်းဖွဲ့ပြီးတော့စကားပြောကြတယ်။တော်သူတောင်းသားတွေဖြစ်တာကြောင့်စကားပြောတဲ့အခါမှာလည်းပွန့်ပွန့်လင်းလင်းပြောကြတယ်။ဒါနဲ့မင်းတို့ကဘယ်ကနေလာကြတာလဲ။ကျုပ်တို့ကပေပင်ရွာကပါဗျ။ထမင်းတော့စားပြီးပြီ။နာမည်တော့မိမဆက်ရသေးဘူး။ကျုပ်နာမည်ကဘိုးထင်းလို့ခေါ်တယ်။ဟော့ဟော်ကကြောင်တနော်နဲ့ကောင်လေးကပေတူ။သူ့ဘေးကလူရှုပ်နဲ့ကောင်ကတော့ ပေတူးပြီးတော့ရင်ရဲရန်တောင်းနေတဲ့နှာဘူးရုံနဲ့ကောင်ကကိုဖို့ထွေသူ့ဘေးကကြာကိုလီလိုပုံစံနဲ့ကကိုတာရာလို့ခေါ်တယ်။မောင်ဘိုးထင်ရဲ့မိတ်ဆက်စကားကြောင့်တထေးကုန်းကတင်းစော်တငယ်ချင်းတွေဟာရှိသွားပြီပဲ။ဘိုးထင်ရဲ့တငယ်ချင်းတစုကတော့မောင်ဘိုးထင်ကိုမကြင်မနက်နဲ့ဒေါသထွက်နေကြတယ်။ဒါကိုသိတာကြောင့်ပြုံးဝနာ ပြုံးပြပြီးတော့အသာလေးနေတဲ့ခါမှာပေတူးကမောင်ဘိုးထင်ကိုအဲ့ဒီကောင်ရုပ်ကိုလည်းကြည်စမ်းမအကုတ်လို့ရ။ရုပ်တရက်ကြည့်လိုက်ရင်လေ ်ဆရာလိုလိုပါလိုလိုနဲ့တေချာကြည့်လိုက်တော့ကျုံမျက်လုံးထဲမှာတော့ဒီကောင်းရုပ်ကတောင်မကျိုးဘူးဗျခင်နာကြပြီမို့လို့သာကျုပ်ကတီးခံပြီးပေါင်းနေတာသစိမ်းဆိုရင်လေအဲ့ဒီကောင်အရိုက်ခံရတာကြပြီဗျမောင်ဘိုးတင်တယောက်ပေတူးစကားကြောင့်ငြိမ်နေရတယ်ပေတူးဟာပြောရတာမဟုတ်ဘူးအဲ့ဒီတုန်းခေါင်းကိုရိုက်ခွဲရမှလဲဆိုရင်ရတယ်ဒါကြောင့်ပေတူးကိုသူပြောမိတာကြည့်လိုက်တယ်အဲ့နောက်မောင်ဘိုးတင်ကိုတိမ့်ဆောင်ကစကားဆက်တယ်ဒါနဲ့မင်းတို့ကငါတို့ရွာကိုဘာလာလုတာလဲ အလုပ်ကိစ္စရှိလို့လားငါကကိုကြီးမလို့မေးတာပါဟုတ်ဟိုလေမောင်မိုးထင်ကတိန်းစောတို့ကိုတစ်ချက်ဝေးကြည့်တယ်လို့ပတ်ဝန်းကျင်ကိုလည်းကဲခတဲ့တိန်းစောကအတန်တုတ်တုတ်နဲ့ထမှန်ပြောတာကငါတို့ကိုယုံကြည်လို့ရပါတယ်ကွာဒါပေမဲ့မပြောလို့မဖြစ်ရင်လဲမပြောလို့ရပါတယ်ပြောလို့ကရပါတယ်ဗျဥပေါင်းစားဆိုတဲ့လူနဲ့အမျိုးတော်တဲ့သူဒီမှာရှိလားတော်စမ်းပါကွာဒီခွေးကောင်ကြောင့်မပြောစမ်းနဲ့ဒီကောင်ကတိန်းစောကိုတေးစေချင်နေတာ ငါတို့လည်းမတက်နိုင်လို့ဒင်းစီသွားတာဒင်းကမကုတာပြီပဲနဲ့နှင်ထုတ်တာကွဟုတ်တယ်ငါကြီးဒီလူကြီးကကောင်းတယ်လို့မဟုတ်ဘူးကွငါတို့ရွာကလူတွေလည်းဒင်းရဲ့ဝါဒမိုက်မိနေတာငါတို့ကိုတောင်ရွာကလူကြီးတွေကမကြည့်ဘူးကွဒီကောင်ကအထက်လန်းဆရာကိုက်ဖမ်းထားတဲ့အောက်လန်းဆရာပဲတိန်းစုံနဲ့တိန်းစုံရဲ့တငယ်ချင်းတွေဟာသူတို့ရဲ့စိတ်ထဲမှာရှိတဲ့အတိုင်းဥပေါ့ဆာရဲ့မကောင်းကြောင်းကိုအားထက်တရောပြောကြတယ်သူတို့ပြောပုံညာဆိုရင်တော့ဥပေါ့ဆာဆိုတဲ့လူဟာငွေရရင်အကုန်လုပ်တဲ့လူစားမျိုးဖြစ်လိမ့်မယ် ဒီရကသူတို့လည်းသိပြီးသားဘာကြောင့်လဲဆိုတော့ဆရာအောရဲ့မြေယတနာကိုတေအောင်စီရင်နဲ့အောင်လန်းစီဟာဥပေါ့ဆာဆိုတာသူတို့သိတယ်အခုတော့ဥပေါ့ဆာဟာတထေးကုန်းမှာတပိတပန်းနေနဲ့ဘရင်တပားလိုအင်ကြီးအိမ်ကောင်ဆောက်ခါနေထိုင်နေသူနေထိုင်ရာအင်ကြီးဟာရှာရှာပပအုတ်ကျွပြားလိုက်တောင်မိုးထားတဲ့အထိချမ်းသာလှပါတယ်တိုက်ခန့်အင်ကြီးဖြစ်ပြီးတော့ဂျော်နီဝန်းကျင်မှာတော့အချမ်းသာဆုံးလို့လဲပြောလို့ရတယ်အခုသိန်းစော်ရဲ့အိမ်မှာရှိတဲ့လူတွေဟာဥပေါ့ဆာကိုမုံတိနေကြတယ်ပဲမို့လို့ သူတို့လာရင်အကြောင်းကိုပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီကိုလာရတဲ့အကြောင်းကဗျာပညာတွေကိုစီးမဲ့ကမ်းမဲ့အသုံးပြုပြီးတော့ငွေရှာနေတဲ့ဥပေါင်းစားဆိုတဲ့လူကိုစုံမဖို့ပဲ။ဟေးငါညီတို့ကလားဘာဖြစ်လို့စုံမချင်တာလဲ။ကျတို့ဒီကိုမလာခင်မြတ်တနတ်ပင်ရွာကိုရောက်ခဲ့တယ်လေ။အဲ့ဒီမှာဥပေါင်းစားအောင်လန်းနဲ့တိုက်လို့အသက်ဆုံးရှုံးသွားတယ်လို့ရှိတယ်။သူဆိုအခုမှ16နှစ်ပဲရှိသေးတာ။ဟေး ဒီလူကြီးကဒီလောက်တောင်ယုံမာနေရလားအကူကြီးလိုရင်ပြော့ကွာဒီမိစ္ဆာကိုတို့ရွာကနေမောင်းထုတ်ပြရမယ်အကူကြီးကတော့ဗျာကျွတ်တို့ကိုတဲခိုဝင်ပေးဖို့ပဲငါတက်ကိုတောင်ကဲထားတဲ့သူတွေကဒီတဲခိုတာလောက်ကိုများပြောစရာလိုလားကွာငါကြီးတို့မင်းတို့လိုချင်ရင်လေဒီအိမ်ဝိုင်းကိုတောင်မှအပေးပေးပြမယ်မလုပ်ပါနဲ့ဗျာဒီလောက်ထိတောင်မလိုပါဘူးဗျမောင်ဘိုးတင်ကိုအစားကဆရာလေးလို့ခေါ်ပေမဲ့ကြိုက်ပုံမရတာကြောင့် ဒိန်းစော်တို့အုပ်စုဟာပြောင်းပြီးတော့ခေါ်ခြင်းဖြစ်တယ်။အဲနောက်ပျော်ပျော်နေတတ်တဲ့လူအုပ်စုနှစ်စုတွေ့တဲ့အချိန်မှာတော့အရာအားလုံးဟာအဆင်ပြေနေကြတယ်။ဒိန်းစော်တို့တန်ငယ်ချင်းတစုလည်းဒီနေ့မှတွေ့ဘူးတဲ့မောင်ဘိုးတင်တို့ကိုညီအရင်းတွေလိုပဲခင်မင်းနဲ့စိတ်တွေဖြစ်ပေါ်လာတယ်။ညအချိန်ကိုရောက်ရှိလာခဲ့ရာမောင်ဘိုးတင်တို့ဟာဒိန်းစော်အိမ်မှာညနေစာအတွက်ထမင်းဟင်းတွေချက်ပြုတ်နေကြတယ်။ဒိန်းစော်ကတိုင်းရမှာထိုင်ပြီးတော့တွေးငွေးနေတာကြောင့်အလုံအားနေတဲ့မောင်ဘိုးတင်သွားပြီးတော့စကားပြောတယ်။ကိုတိန်စော ကျုပ်တခုလောင်မဲခြင်းနဲ့ဗျာမေးလေဖို့ထင်ခမ ्या ကိုပို့ထိတာတိုက်မွေနော်ရိုးရိုးမွေမဟုတ်ဘူးဗျာငါသိတယ်ကွာငါလေမွေကိုဓာနဲ့ခုတ်လိုက်တာမွေကကောင်းပြတ်သွားပြီးမှလေဘင်းကိုခုန်ကိုက်တယ်ဆိုကြတဲ့ကတာမန်မွေမဟုတ်ဘူးဆိုတာငါသတိထားမိတယ်ဘသူလောက်တာလဲဆိုတာတော့ငါသိတယ်ကွာဗျာအဲ့လူကဘသူလဲဘသူရှိရမှာလဲကွာ ရုံမာတာနှစ်ယောက်မရှိတဲ့ပေါ့ဆဆိုတဲ့လူကြီးပဲသူကဘာလို့မွေနဲ့တိုက်တာလဲ ငါကရွာသားတွေကိုသူကအောက်လန်းဆရာလို့လိုက်ပြောထားတာကျုပ်လည်းအမှန်တိုင်းဝန်ခံရရင်ဗျာအောက်လန်းပညာတက်တယ်ဗျကိုသိန်းစောအဲ့ဒါကျုပ်တင်ပြီးဝန်ခံတာဒါပေမဲ့ကျုပ်တက်ထားတဲ့ပညာနဲ့တော့ဘသူ့ကိုမှဒုက္ခမပေးဘူးဗျမောင်ဘိုးထင်ရဲ့ရဲရဲဝံ့ဝံ့စကားကြောင့်မဲ့သိန်းစောတယောက်အတော်လေးကိုသဘောချသွားတယ်အဲ့နောက်တစ်ချက်ပြောပြီးတော့မင်းကိုယ်တော်ကလေးစားတယ်ဗိုလ်ထင်ငါဖြစ်စေချင်တာလေအဲ့လိုပဲကွာအောက်လန်းကအထက်လန်းဆရာအချို့မချို့နဲ့အထက်လန်းဆရာကလည်း အောက်လန်းအချို့မချို့နဲ့အခုတော့ကွာလုံနေတာကအောက်လန်းဆရာနေထိုင်ပုံကတော့အထက်လန်းဆရာငါရွာသားတွေကလည်းသူ့ရဲ့ဖိတ်လုံးဟန့်လို့တွေထဲမှာမျောနေတာကွာဘိုးတုတာကလည်းနေအတွေးခေါ်ကလည်းနေဆိုတော့တို့လူငယ်တွေနဲ့တဟဆာတာမဖြစ်ဘူးကွာအင်းလေကျုပ်တို့တွေဒီလူကြီးကိုအ мян နှိမ်နှင်းမှရတော့မယ်သူ့ကြောင့်အပြစ်မဲ့တဲ့သူတွေတည်ကြည်နေရလဲနေတယ်တော့မဟုတ်တော့ဘူးဗျဖြစ်ရမှာပေါ့ကွာကျုပ်တို့တွေလူစုပြီးတော့ အစီအစဉ်ဆွဲမယ်။တင်းစောအမောင်ဘိုးတင်ရဲ့စကားကောင်ညှိပြီးတော့အတိမတ်ပြောတယ်။သူတို့စိတ်ထဲမှာတော့တွေးကြပြီးပါပေါက်ဆက်ရလို့လဲတွေးနေမိပါတယ်။ရွာနဲ့မလိုက်ဘက်စွာမြုံနေလူတန်းစားအတုံးပြတဲ့အတုံးဆောင်တွေရှိတဲ့အင်ကြီးမှဖြစ်ပါတယ်။ဒီအင်ကြီးရဲ့အရှင်သခင်ဖြစ်သူဟာအောက်လန်းဆရာကြီးဥပေါ့စာဖြစ်ပြီးဥပေါ့စာအတွက်ငွေရလွယ်တဲ့အလုပ်တွေကတော့သူတို့ဘာမျက်ရည်ကြီးငယ်ကြမှငွေများများရတဲ့အလုပ်တွေဖြစ်ပြီးအပြင်ဘက်မှာတော့အထက်လန်းဆရာလိုလိုဈေးဆရာလိုလိုနဲ့ ူတွေရဲ့လေးစားမှုကိုလုပ်ယူနေသူလည်းဖြစ်ပါတယ်။အခုလည်းတံမလန်းသားနဲ့ပြုတ်လုထားတဲ့ထိုင်ကုံကြီးပေါ်မှာသူ့ရဲ့တပည့်တွေကိုအလိုမကျတဲ့မျက်နှာနဲ့ဒေါသပုံထပြီးစူးစမ်းနေတယ်။ခွေးမသားတွေမင်းတို့ကတင်းစော်ဆိုတဲ့ကောင်အသက်ရှင်နေတာမသိဘူးလား။သိသိပါတယ်။ဒါကိုမင်းတို့ကဘာလို့ငါ့ကိုမပြောတာလဲ။အားရော်လေ။ဟုတ်ဟုတ်ဆရာကြီးတိမှထင်လို့ပါ။ငါကအိမ်ထဲမှာပဲနေတာကွာ။သိမလား။ဒီကောင်ကိုကယ်တဲ့ကောင်က ဘသူလဲပြောစမ်းဟုတ်တခြားရွာကရောက်လာတဲ့ကောင်လေးတွေပါဘာကောင်လေးတွေဟုတ်လားဒီကောင်လေးတွေကတိုက်မူရဲ့အစ်စ်ကိုထုတ်နိုင်တယ်ဟုတ်လားဟုတ်ပါတယ်ဗျဒီကောင်လေးရဲ့အသက်က73နှစ်ကျော်လောက်ပဲရှိဦးမယ်ထင်တယ်ဆရာကြီးဟာဟုတ်လားကွာမင်းတို့သေချာရောစုံစမ်းလို့လားဆရာကြီးမကူပြီးလို့ဆိုပြီးတော့သူ့ကိုတခြားရွာကိုသွားတာဗျကျွန်တော်တို့ကနောက်ကနေလာကြည့်တာသူ့ကိုကူးတဲ့ကောင်လေးနဲ့ရွာလယ်လမ်းမှာတွေ့ကြတာဆရာကြီး သူတို့ကဗတင်းရောက်လဲဘာလုပ်ဖို့လာတာလဲမင်းတို့သိလားသူတို့အားလုံးက9ယောက်ပြဆေးကူးတဲ့ကောင်လေးအွယ်နောက်ထပ်ကောင်လေးနှစ်ယောက်နဲ့အသက်18နှစ်ဝန်းကျင်နောက်ထပ်နှစ်ယောက်လည်းထပ်ပါသေးတယ်ဒီကောင်လေးကဘာလုပ်ဖို့လာတာလဲမင်းတို့သိလားဒါတော့ကျွန်တော်လည်းမသိဘူးဆရာကြီးသိအောင်စုံစမ်းကွာကြားလားဟုတ်ဟုတ်ကဲ့ဆရာကြီးမင်းတို့ထဲကတယောက်လောက်မနှက်ပြမျိုးကငါသမီးစီကိုငွေပို့ဖို့စီစဉ်အောင်ကြားလားဟုတ်ကဲ့ပါဆရာကြီးဦးပေါင်းဆောင်ဟာနာမည်နဲ့မလိုက်ဖက်စွာ WiFi ဖိုင်လိုကြီးဖြစ်ပြီးသူဟာကိုုံးကိုတမျက်မျက်ဝါနေတယ်လို့သူ့ရဲ့လက်အောက်ငယ်သားတွေဟာမထင်မထင်သလိုရိုက်ပုတ်တက်သူလည်းဖြစ်တယ်။သူဟာအခုရွာကိုလူစိမ်းကောင်လေးတွေရောက်လာတဲ့အခါဘာကြောင့်မှမသိသူ့ကိုယ်သူစိုးရင်စိတ်တွေဖြစ်ပေါ်လာတယ်။ညဘက်ဆိုရင်လည်းကောင်းကောင်းအိတ်မပြောတဲ့ပြင်အိမ်မက်ဆိုးတွေလည်းမှတ်တယ်။ဒီလိုနဲ့ပဲသူ့ရဲ့တပည့်ငယ်သားတွေကိုအသေးချာမှားကြတယ်။ညချင်းကမှတိန်းစောအိမ်မောင်ဘိုးတင်တို့အပြင်အိမ်ကြီးနေဖြစ်တဲ့အသက်50ကျော်လူကြီးတူပါရောက်နေတယ်။ ဒီလူကြီးရဲ့နာမည်ဟာဥဆန္ဒဖြစ်ပြီးရွာထဲမှာဒုတ်ဘိဒါဗိတယ်လို့နာမည်ကြီးသူလည်းဖြစ်တယ်။ဒီလူကြီးကမောင်းမကန်ဆက်သက်ကျလူယူတူဖြစ်ပြီးတော့သူဟာတင်းစော်ကိုအတော်လေးကိုခင်းတယ်။ထူးထူးခြားခြားပဲရွာထဲမှာတင်းစော်ကိုကြည့်ပြထောက်ခံတဲ့လက်တဖက်မပြည့်တဲ့အရေးတော်ထဲမှာပါဝင်တဲ့လူကြီးလည်းဖြစ်တယ်။ဥဆန္ဒဟာမောင်ဘိုးထင်တို့ကိုကြည့်ပြီးတော့ကောင်းလေမင်းတို့ငါ့အကူအညီလိုရင်ပြောနော်။တန်းနိုင်တယ်လို့ကူညီမယ်။မင်းတို့ကတင်းစော်နဲ့ပဏံတင့်နေဆိုတော့ဥပုသ်စာကိုကြည့်မဲကောင်းနေတော့မဟုတ်ဘူး။ ြည်မလားဦးကြီးရာဒီလူကြီးကလူယုံမာကြီးဗျငါသိတာပေါ့ကွာရွာထဲကလူတွေကသာပေါ့ဆအကြောင်းကိုမသိကြကွာအရွာလုံးကအသက်ကြီးပြီးတော့အချိန်မရှိတဲ့ဟာတွေအများကြီးပဲဒါနဲ့ဥတုတ်ကြီးကတုတ်ပြီးထားပြီလေဆိုနည်းနည်းပါကွာကိုသိန်းစောပြောတာအမဲလိုက်လေအတော်ကျွမ်းနေတဲ့ကျွတ်တို့လည်းအမဲလိုက်ဝါသနာ ပါတယ်ဗျအေးဟုတ်လားအဲ့ဒါဆိုမပြောင်းနေအောင်ကွာနောက်တစ်ပတ်ငါတို့တွေတောလိုက်မှလိုက်ခဲ့လိုက်တော့လိုက်ချင်တယ်ဦးကြီး ကျုပ်တို့ကလုံးရှိသေးတယ်။ဘာလဲ။မင်းတို့လောက်ကတပတ်ကြောင်လုံးရမှာလား။မြ мян ပြေးအောင်ငားလဲကုမယ်။မမိုးတင်းကဥစ္စံလာရဲ့စကားကြောင့်တခြားသူတွေကိုတစ်ချက်ကြည့်တယ်။အဲနောက်သိန်းဆောင်ဟာသူ့ကိုခေါင်းချင်းပြပြီးတော့မမိုးတင်းကဥစ္စံလာကိုစကားဆက်တယ်။ဟိုကြီး။ကျုပ်တို့ရဲ့အလုပ်ကိုသိချင်လား။သိချင်တာပေါ့ကွာ။ကိုညီတို့ရရင်ကိုညီချင်တယ်။ဟိုကြီးဥပုပ်စာကိုကြည့်လို့ရလား။ဒီကောင်းကြောင်မပြောစမ်းပါနဲ့ကွာ။ကြောင်သူတော့ကြွက်တခိုးကွာ။ ။ဒါကြောင့်ကျုပ်တို့လုပ်ငန်းကဥပုပ်ဆကိုဖျက်ဆီးဖို့ဆိုရင်ရော မင်းတို့ကတကယ်အဲ့လိုလုပ်မဲ့လူတွေလား။ဦးဆန်လာရဲ့စကားကိုမောင်ဖိုးတွေပြင်တခြားသူတွေကပါကောင်းကျိတ်ပြပါတယ်။ဒီခါမှာဦးဆန်လာကခေါင်းကိုအသားရနှိမ့်လိုက်ပြီးတော့မောင်ဖိုးတွေကိုအတန်တွတ်တွတ်နဲ့ဒါဆိုလဲကွာမြန်မြန်လောက်ကွာနောက်တစ်ပတ်တော့တော့လဲထွက်ရင်မင်းတို့ပါခေါ်ခဲ့ခြင်းနဲ့ကွာငါကိုခိုင်းနေတာခိုင်းဟုတ်ပြီလားအဲ့ဒီကောင်ပေါက်ဆဒုက္ခရောက်ရင်ပြီးရောမောင်ဖိုးတွေဟာ ဥဆန္ဒစကားကိုကြားတဲ့ခါမှာတော့ပြောလိုက်ပါတယ်။ပြီးတော့ချင်းချင်းတီတို့တိုင်ပင်ကမနက်ပြန်ဥပေါ့ဆာကိုနှိမ်နှင်းမဲ့စီစဉ်တွေကိုချလိုက်ပါတယ်။ဆရာကြီးလုတ်ပါအောင်မြဒီမှာလေဧည့်သည်လေးဘာဖြစ်တာမှမသိဘူး။ကြုံမှားတာရရှင်တောင်းပန်ပါတယ်ဗျာ။ကိုကြီးပါဦး။ဒီစကားကိုပြောပြီးတော့ဥပေါ့ဆာအိမ်ဝင်းထဲကိုဝင်သွားသူကတင်းစော်ဖြစ်တယ်။တင်းစော်ရဲ့နောက်မှာတော့ဆောင်ပခန့်နဲ့ထမ်းလာရတဲ့ကောင်လေးတယောက်ဒီကောင်လေးကပေတူဖြစ်တယ်။ပေတူကတကောလုံးပြာနှံ့နေပြီး အဲဒီနောက်ဆောင်းပခတ်ကိုအောက်ကိုချကာဥပေါ့ဆာကိုဒုထောက်တောင်းမနေသူကတိမ့်စော်ပါဆရာကြီးကျုပ်မှားပါတယ်ဗျာကျုပ်တို့ကပညာမဲ့တာပါဆရာကြီးကကျုပ်တို့ရွာအတွက်ထမင်းပကံတစ်ချက်ပါကျွန်တော်ကထမင်းပကံကိုမမြင်ခဲ့တဲ့လူအတာတယောက်ပါအခုတော့အမှန်တရားကို သိပါပြီဆရာကြီးကျုပ်ကိုခွင့်လွှတ်ပါဗျာကဲကဲတိမ့်စော်မင်းကအမှန်တရားကိုသိပြီဆိုတော့ငါခွင့်လွှတ်ရမယ်ဘလို့ဖြစ်တာလဲပြောဆန်းကွာ ကျွတ်တို့အိမ်ကိုဗျာဥအုံးဆိုတဲ့လူတယောက်လိုက်လာတယ်ပြီးတော့ဒီဧည့်သည်တွေကိုတိုက်ခိုက်တယ်ဗျာမင်းတို့လိုမလောက်လေးမလောက်စားကောင်းတွေကငါကိုလိုက်ရှာနေတယ်ဆိုပြီးတော့တိုက်ခိုက်တာဗျကြံတဲ့ကောင်းလေးတွေကလွတ်သွားပြီးတော့ဒီကောင်းလေးပဲထိသွားတာငါအုံးဆိုတဲ့ကောင်းကငါရဲ့ပိုင်နဲ့ထဲလာပြီးတော့ဘာလာလောက်တာလဲမသိပါဘူးဗျာအခုကြုတ်တငယ်ချင်းနေနဲ့ဦးဆန်လာတို့နောက်ကနေလိုက်သွားတယ် ုးဆန်လာကတော့သူတို့မနိုင်လောက်ဘူးကဲ့ဆရာကြီးရဲ့တပည့်တွေကိုကိုညီတောင်းဝေးပါလို့ပြောတယ်ဆန်လာမင်းတောင်အမြင်မှန်ရပြီကိုကိုညီပါဆရာကြီးအခြေအနေတွေကရှုပ်ထွေးနေလို့ပါငါဒီကောင်လေးကို ကုပေးမယ်ဦးအောင်ဆိုတဲ့လူကိုလည်းလိုက်ဖမ်းပေးပါအောင်ဆရာကြီးဦးပေါ့ဆာဟာခဏစဉ်းစားပြီးတဲ့နောက်သူ့ရဲ့တပည့်တွေကိုအော်ခေါ်တယ်ဖဲ့ကောင်တွေလာခဲ့ကြစမ်းဟုတ်ဟုတ်ကဲ့ဆရာကြီးမကြခင်ချိန်မှာပဲလူကြီးလူရွယ်ဆရာတွေဟာ ဥပ္ပ ौसा ရှိမှလက်နောက်ပြစ်ပြီးတော့မတ်တပ်နေထားနေရက်နေကြတယ်။အဲနောက်ဥပ္ပ ौसा ဟာသူ့ရဲ့တပည့်တွေကိုမာထန်တဲ့လေတန်တဲ့စကားဆိုတယ်။ငားနယ်တွေကိုငတ်အောင်ဆိုတဲ့ကောင်လာပြီးတော့တောင်းချမ်းသွားတယ်ကွာ။အဲ့ဒါမင်းတို့ကောင်တွေလိုက်ဖမ်းပေးစမ်း။ကျွတ်တို့ကဘဲကိုလိုက်သွားမှလဲဆရာကြီး။ရွာနောက်ပိုင်းကိုပြေးသွားတာပါ။ကျုပ်ထင်တင်ញိုင်လန်းတက်တဲ့ပဲ။တင်းစော်ဝင်ပြီးတော့လမ်းပြပြောဆိုတယ်။ဥပ္ပ ौसा ကလည်းမျက်နှာတည်တည်နဲ့ပဲ။ကဲ။တင်းစော်ပြောတဲ့နေရာကိုလိုက်ဖမ်း။မင်းရင်အဲ့ဒီကောင်ကိုအရှင်ဖမ်းခဲ့ကြလား။

ြင့်တူကွာဒါကရက်ခအစီရင်ကွာငါကြည့်ရသလားဒီအိမ်ထဲမှာရက်ခအစင်ကိုမေးတဲ့ကောင်တစ်ကောင်မှမရှိဘူးငါတို့ဒီလိုလောက်တာကိုဒီကအဆောင်ကောင်တွေကမသိနိုင်ဘူးလားသိမလားကွာဥပု္ပ္ပစာကြီးကဥအုံးလို့နာမည်ကျတာနဲ့အဆောင်တွေကိုတုံနားမှာပဲထားတာကွာအေးဟုတ်တယ်လူအဆောင်တွေမရှိတော့တရဲအဆောင်တွေခေါ်ထားမှာပေါ့မင်းရဲ့ရက်ခစီရင်ကဘယ်လိုလုပ်ရတာလဲငါတို့ကလည်းမပြောဘူးအဘစီကခိုးလာတာကွာ သူကငါ့ကိုညှပ်တယ်ဆိုအစီရင်ချောင်းနဲ့ပြောပြတယ်။အဘကအောက်လန်းသာပြောတာကွာအခုနောက်ပိုင်းအောက်လန်းစီရင်နဲ့တိတ်ပြီးတော့မလုပ်ဖြစ်ဘူး။အထက်လန်းဆရာကြီးတွေပေးတဲ့နီးနဲ့စမ်းတာကွာအခုဒီထက်မှဘာတွေပါလဲဆိုတာငါလည်းမသိရဘူး။ဟဲ့ကောင်မင်းရခကြီးကိုငါကြည့်ကျင်နေဖို့တယ်။ငါလည်းကြည့်ကျင်နေကွာအဘကပြောထားတယ်။ဒီအတိုက်ကိုသုံးတော့မယ်ဆိုရင်မြင်ခွင်မပွင့်တာကပို့ပြီးတော့အဆင်ပြေမဲတဲ့။ဘာလို့လဲကွာမသိဘူးလေ။သူပြောတာကတော့စိန်တွေလိုပဲတဲ့။ မင်းပြောတာငါတကယ်နားမလဲဘူးကွာခဏလေးကွာမဘိုးတဲ့ဟာသူ့ရဲ့ခြေဘွားကခြေစာမုံကိုယူကဗန်နဲ့ရုပ်ပြီးတော့မျက်လုံးကွန်းလိုက်တယ်လို့တာအေးကိုလည်းကွန်းပေးတယ်အဲ့နောက်ယူလာတဲ့ထုပ်ကိုမကြည့်ပင်အောင်မှမြုပ်လိုက်ပြီးတော့လက်ဖမိုးကိုဓာတ်နဲ့လှိလိုက်ရာသွေးတွေမြုပ်ထားတဲ့နေနေရာကိုတစက်ချင်းချလာတယ်အဲ့နောက်မှာမဘိုးတဲ့ဟာသူ့ရဲ့လက်ဖွားကိုအစိုးစားနဲ့စီးလိုက်ပြီးတော့ရက်ခမင်းငါခိုင်းတဲ့တိုင်လောက်ရမယ်ဒီအိမ်ဝိုင်းထဲကကောင်းနေမှန်းသမျှအကုန်မောင်းထုတ်ဒါမင်းတခင်ရဲ့ အမိတ်ပဲတာအေးဟာဘိုးတင်ကဆရာကြီးလေတန်ပုံစံနဲ့ပြောတာကြောင့်ငယ်ကြီးနေတော့မှာမြေကြီးတဲကအစိမ်းအောင်အသားရည်နဲ့ကျေးကုန်နေရှိတဲ့ဘလူးကြီးတစ်ကောင်ထွက်လာတယ်ဘလူးကြီးဟာမင်းနဲ့တဲ့မျက်လုံးကြီးပြူးနေပြီးတော့ရှည်လျားတဲ့နှာခေါင်းအပြင်ကိုထွက်နေတဲ့အဆွဲကကနဲ့ရှည်ပြီးတော့ရှုပ်ပွားနေတဲ့စပင်းလေးလက်ရှိတယ်သူ့ရဲ့လက်မှာတင်းမုတ်ကြီးကိုထမ်းထားပြီးတော့အချက်လုံယုံလောက်နန်းငယ်ပိုင်းလေးကိုဝတ်ထားတယ်။တာအေးငေးကြည့်တာကိုတရိပ်ထားမှန်ရှိတဲ့လူကြီးဟာတာအေးနားကိုတဖြည်းဖြည်းနဲ့တွက်ကတ်သွားတော့ မမိုးထင်ကတာအေးရဲ့မျက်လုံးကိုသူ့ရဲ့လက်နဲ့ပုတ်တဲ့တိုင်ဒီကမှတာအေးရဲ့မြင်ကွင်းမှာဘလို့ကြည့်မရှိတော့ဘူးသူတို့ကဘာစကားမှမပြောဘဲနဲ့အိမ်ကြီးစီကိုထွက်လာရမောင်မိုးထင်ကလေတံတုံးနဲ့ကန်ကောင်းလို့ကွာဘလို့ကြီးကသူ့ကိုမြင်ရတဲ့သူကကြောက်နေတဲ့ဆိုရင်ဒိုခိုင်းတာမလုပ်တော့ဘူးကွာမင်းစီကိုလာနေတာတွေ့လားအေးကွာကြောက်စရာကြီးနောက်တစ်ခါမလုံနဲ့ဆိုတဲ့ဟာကိုမလုံနဲ့ကွာကြားလားတာအေးကဘိုးထင်ကိုအပြစ်တင်တဲ့လေတံနဲ့ပြောလိုက်ရား တို့ရှိမှရှိတဲ့အင်ဂျင်စီကိုဆက်သွားတယ်။ဘူပေါ့ဆာကတော့သူ့ရဲ့ရှိမှရှိတဲ့ဒီကိုလုံးပြာနှံ့နေတဲ့ဗီတူးကိုလှဲပြီးတော့အိတ်ခိုင်းထားတယ်။အဲနောက်စစ်တုခတ်ကိုတိုက်တယ်။ဆောင်းပကတ်ထမ်းလာတဲ့ဖိုးထွန်းတဲ့တာယာဟာဘူပေါ့ဆာကိုတေချာကဲခတ်တယ်။တင်းစော်ကစိတ်မကောင်းတဲ့မျက်နှာနဲ့ဖြစ်နေပြီးတော့စိတ်တိုက်ပြီးတဲ့အခါမှာဘူပေါ့ဆာမျက်နှာပြုံးလာတယ်။သူ့ရဲ့စိတ်ထဲမှာလည်းထင်ထားတာတင်းစော်ကိုကုပေးခဲ့တဲ့ကောင်းလေးဆိုသူဟာပေတူးလို့ထင်နေအခုသူတိုက်တဲ့ဆေးကပညာရွက်တွေကိုပျက်စီးစေတဲ့ဆေးဖြစ်တယ် ဒီဈေးကို၃ခွက်လောက်စီရင်ထားပြီးပညာမကုန်မချင်းတိုက်မယ်လို့လည်းတွေးထားတယ်။အခုတော့ပေတူးကပြာနှန်းနေရကနေမဲလာရတင်းစော်ကဥပုပ်စားကိုခမရဘာတွေတိုက်ရတာလဲ။ကောင်းလေးတကုံလုံးမဲလာပြီ။ငါသူ့ကိုအစိတ်ဖြေစေတိုက်တာ။ဒါဆိုဘာလို့မဲလာတာလဲ။မသိဘူးလေကွာ။ခမရကြည့်ရတာမယိုးသားဘူးနော်။ဟဲ့ကောင်းလေးဥပုပ်စားကိုဖမ်းကွာ။ဟဲ့ဟဲ့ကောင်းလေးမင်းတို့ကိုလည်းကိုကြီးရသေးတယ်။ငါ့ကိုဒုက္ခမပေးနဲ့။ဘာကိုကြီးတာလဲ။ ကျုပ်ကောင်လေးပြာနေရကမဲသွားပြီးခမရပါဆွေးတိုက်လဲမှမသိတာတိန်းစော်ဖိုးထွင်းတဲ့တားတို့ကဥပုပ်ဆာနာကိုတဖြည်းဖြည်းတုတ်ကတ်သွားခြင်းဥပုပ်ဆာကတိန်းစော်တို့ကိုကုတ်ချိုးပြည့်ရန်သူ့ရဲ့မကောင်းဆိုးဝါးအဆောင်တွေကိုအမိန်ပေးတယ်ဒါပေမဲ့သူ့ရဲ့အဆောင်တွေကရက်ခါကြီးရောက်နေလို့ခြံထဲမှာမနေရတော့ဘဲနဲ့ဖတ်ပြေးကုန်ပြီဥပုပ်ဆာကသူ့ရဲ့အဆောင်တွေကိုပြေးထွားတဲ့အချိန်မှာတော့ကြောင်ငင်းနေပြီးဖိုးထွင်းရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရတယ်အဲနာဥပုပ်ဆာကိုကျိုးနဲ့ချီနှောင်ထားပြီးတော့ဘိုးထင်တဲ့တာအေးက သူတို့ရှိရနာကိုရောက်လာကမန်တန်ဆောက်ရတဲ့ပြီးတော့ပေတူးနှစ်ဖူးကိုလက်နဲ့အုပ်ပြီးတော့မန်တန်တပုတ်ကိုရွတ်ချိန်မင်းနဲ့နေရကနေဖိဖိနဲ့ပုံမှန်သားရောင်ဖြစ်လာတယ်ပြီးတော့ထားထောင်ပြီးတဲ့နောက်စကားဆက်ပြောတယ်နောက်တစ်ခါကွာငါ့ကိုဒီဟာတွေမခိုက်နဲ့ကွာဘိုးထင်ဘယ်ချိန်သေးမလဲဆိုပြီးတော့စောင့်နေရတယ်လို့ပဲမင်းကိုသေမဲ့လို့တော့လောက်ခိုင်းမှမလားပေတူးရမသိဘူးကွာမလို့ဘူးဟိုလူကြီးကငါ့ကိုဘာတွေတိုက်လဲမသိဘူးကွာတကောလုံးကိုပူရှင်းနေတာပဲ ဘာတွေလဲဆိုတာမကြခင်သိရမှာပါပေတူးရမဘိုးထင်ရဥပုသ္စဆက်ထားတဲ့ဈေးကွက်ကိုယူကဥပုသ္စနားကိုတိုးကပ်သွားတဲ့ချိန်ဥပုသ္စမျက်စိမျက်နှာပြတ်သွားတယ်မလုပ်ပါနဲ့ကွာငါတောင်းမှမှာလေကွာငါကဒါတွေမတိုက်ပါနဲ့ခမ ्या ကကျုပ်တငယ်ချင်းကိုကြတော့တိုက်တယ်ဟလားခမ ्या ကြတော့မတော့ရဲဘူးလားတောက်ကြည့်စမ်းပါမလုပ်ပါနဲ့ကွာဟာပြောနေကြတယ်ကွာကိုဖိုးတွေဒီလူကိုနှာခေါင်းပိတ်စမ်းပါစက်ကိုဟာခိုင်းပြေတူအဲ့ဒါတခွတိုက်မယ်ကွာယူလာခဲ့ ငါတိုက်မယ်ပြီးရင်မင်းတိုက်ဖိုးထွင်းတဲ့တရားဟာဥပေါ့ဆပါဇက်ကိုမရမကဟပေးထားရာစိတ်နှုတ်ခတ်ကိုမောင်ဘိုးတင်နဲ့ပေတူတို့ကတိုက်ကြတယ်ဈေးတောက်ပြီးတာနဲ့ဥပေါ့ဆဟာကြောက်မဖွယ်ကောင်းအော်ဟစ်တယ်ဒီအမဲကောင်ရေတွေဟာမျက်လုံးနှာခေါင်းနားတွေကထွက်လာပြီးတော့ရေလိုက်တချင်းဆုပ်လိုက်နဲ့ပြုတ်ပြီးတော့ယူသွားပြီဆိုတာသူတို့အားလုံးသတိထားမိတယ်ဥပေါ့ဆတပည့်တွေကိုဖမ်းထားတဲ့တင်းစော်ရဲ့တငယ်ချင်းတွေရွာကိုပြန်လာတယ်သူတို့ထဲမှာတော့ဥဆန်လာမှာပါလာဘူးတင်းစော်ရဲ့တငယ်ချင်းတွေက သွေးတန်ရဲရဲဖြစ်နေတဲ့ဥပေါ့ဆာရဲ့တပည့်သုံးလေးယောက်ကိုဆောင်းပခန့်နဲ့တဲလာပြီးတော့မောင်ဘိုးတင်ရှိရာကိုရောက်လာတယ်။အဲနောက်ဥပေါ့ဆာဟာပုံမှန်မဟုတ်တာမြင်တဲ့ခါမှာတော့အားလုံးကအံ့ဩနေကြတယ်။ဆောင်းပခန့်ထဲကလူတွေဟာအချိန်နဲ့မကောင်းမနဲ့သွေးတွေကမြင်မကောင်းအောင်ထွက်နေတယ်။တင်းစောဟာသူ့ရဲ့တငယ်ချင်းတွေကိုကြိုးချောင်းမေးမြန်းရာထက်ကောင်တွေဘလို့ဖြစ်တာလဲကွာ။ဘလို့ဖြစ်ရမှာလဲကွာ။ဒီကောင်တွေကဥဆန်လာကြီးကိုဓာတ်နဲ့ဝိုင်းခုတ်တာ။ဟိုးကကောင်းတဲ့မျက်နှာတွေကြီးပြန်ပြီးတိုက်ခိုက်တာကွာ။ဒီကောင်တွေဒါကြောင့်ပဲဒီလိုဖြစ်ကုန်တာ။ ဒါဆိုဥဆန်လာရောဒုက္ခကွာဒီကောင်းနဲ့တေးပြီးထင်ပြီးတော့ပြေးတာကွာဟာဒုက္ခပါပဲဒါနဲ့မင်းတို့ဟိုဘက်ရွာကဆေးစီရနဲ့ဆေးသွားကူကြငါတို့ဥဆန်လာကိုလက်ချအောင်မင်းတင်းစောကတငယ်ချင်းတွေကိုဒီလိုပြောပြီးတဲ့နောက်မောင်ဘိုးတင်တို့ဘက်ကိုလှဲ့တာငါကောင်တို့မင်းတို့ကငါတို့ရမှာဆက်နေရအောင်မထင်နဲ့ဥဆန်လာကိုငါလိုက်ချအောင်မင်းအဲ့နောက်ယူနေပြီဖြစ်တဲ့ဥပေါ့ဆောက်ကိုကျိုးဖြစ်ပြီးတယ်ကျိုးကလှူတာနဲ့ဥပေါ့ဆောက်ဟာအစိုးမနိုင်ပေါ်ဝါမနိုင်နဲ့ ရွာထဲမှာခုံကပြီးတော့ထွက်ပြေးသွားတယ်။မောင်ဘိုးတင်တို့ဟာသူတို့အကူအညီကြောင်းလို့ကူညီပေးခဲ့တဲ့ဦးဆန္ဒကြီးကိုလိုက်ပြီးတော့ရှာခဲ့ပါတယ်။ဒီမှာနေမယ်။ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ပရာလောကဇလံပြီးဆုံးပါပြီ။နားတော်ရာစင်တို့ပြည်သက်ကြီးလည်းဆဲချနာချင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံတော်မူကြပါစေခမညာ။